ရှိတာအကုန်ထုတ်ဘာမှမရှိပါဘူးကွယ်ဦးကြီးလိုမှလည်းမကြမ်းတော့အောင်တနေ့လုံးမှတနေ့စားရည်ဘဝပါကွယ်ဟာဒါဆိုလည်းလောက်တာနေရွှေပြေးဗျာတရတော့ဖိုးသူเจ้าကိုလာတော့လမ်းမှာကြောင်လေးတစ်ကောင်ကလမ်းပေါ်မှာလဲကြနေတယ်ဖိုးသူလည်းသိပြီးချင်းပြီးလမ်းမော်ကနေလမ်းမိတနေအောင်ချပေးလိုက်တော့ကြောင်လေးကမသိသေးပဲနဲ့လှောက်လာတာပါ ဖဒီကောင်မသေးသေးဘူးဒီလိုနဲ့ဘိုးတူလေးပါလာတဲ့မုတ်လေးကြောင်လေးကိုကျွေးလိုက်တယ်ကြောင်လေးကိုပုတ်တက်ပြီးခဏကြာတော့ကြောင်ကိုထွက်လာခဲ့တယ်ကောင်းကောင်းစနော်ငါသွားပြီနောက်တရက်မှလည်းအဲ့ဒီကြောင်လေးကိုထပ်တွေ့ပြန်တယ်ဖိုတူလည်းပိန်လီနေတဲ့ကြောင်လေးကိုကြောင်စာလေးတွေချာချာကျွေးနေမိတာ နောက်ရက်ဒီမှာတော့ဖို့ထူးကြောင်းသွားတိုင်းကြောင်စာတို့ကိုရွှေယူသွားရတော့တယ်။ကြောင်လေးကသူ့လာကိုစောင့်မျှော်နေတတ်တာဖို့ထူးမြင်လိုက်တော့မင်းကငါ့အလောင်းစောင့်နေရလားကွ။ရှော့ရော့တရမဘူဒူကြောင်းကိုသွားတော့အနောက်ကနေတရရောက်လိုက်လာသလိုခံစားရတယ်။ဘူဒူရဲ့နောက်ကိုလှည့်ကြည့်တော့ဘသူ့ကိုမှမတွေ့ရတာနဲ့ကျောင်းဝင်းထဲဝင်ဖို့လို့ကျောင်းဆောင်ဆရာမက"တာ ခဏလေးဟုတ်ဆရာမမင်္ဂလာပါဗျတောင်းကိုခိုင်းချက်ရှိလို့လိုင်းမင်္ဂလာပါကွယ်ဥစားသင်္ကန်းထဲကိုတိတ်ဆန်ခေါဝေးမရှိဘူးနော်မဖို့သူဗျာဖို့သူလည်းဆရာမစကားကြောင့်ကြောင်းသွားတယ်မင်းအောင်ပါဖို့သူလည်းအောက်ကိုငုံကြည့်လိုက်တော့သူစာကျွေးချိန်နေကြောင်လေးဖြစ်နေလားဟာမင်းလိုက်လာလားဒါမှဖို့သူလည်းခုနကသူ့နောက်တကောက်ကောက်လိုက်လာတယ်လို့ခန်းစားရတဲ့တရားခံကိုတိတော်တာ "तू आ ता जा မဟုတ်ပါဘူးဆရာမ။အော်မသိပါဘူး။မင်းနောက်ကလိုက်လာတော့မင်းခေါ်လာရတင်းနေတာ။မဟုတ်ဘူးဆရာမရဲ့။သူ့ဘာသာသူလိုက်လာနေမှာ။ဟဲ့။တော်တော်လိုက်မလာနဲ့။ဘလို့မှမရရင်လေခေါ်တာသွားပါတော့။ဘာဒါမဲ့စာသင်ခန်းနေတော့မဝင်စေနဲ့နော်။ဟုတ်ကဲ့ဆရာမ။ဟိုတားသွားပြီနော်။ဖိုတူဘလို့ပဲပြောပြောကြောင်လေးကဘယ်မှမသွားတော့ဖိုတူလည်းလက်လျှောက်လိုက်ပြီးဆရာမကိုနှုတ်ဆက်လို့ကြောင်နဲ့ဝင်လာခဲလိုက်တယ်။ဖိုတူလည်းပြောပြီးကြောင်ဝင်းနဲ့ဝင်လာတော့ ကြောင်လေးကလည်းသူနဲ့အတူကျောင်းဝင်းထဲကိုလိုက်ဝင်လာတယ်။ဖိုတူနောက်ကနေလိုက်ဝင်လာတဲ့ကျောင်းလေးကိုတွေ့တော့မိဝိုင်းကနေကျောင်းကိုကြောက်ခေါ်လာလား။ဟုတ်ပါဘူးဟာသူ့ဘာသာသူလိုက်လာတာ။နေမဲတော့ကကျောင်းဝင်းလိုက်တာလေ။ငါမမွေးဘူး။လမ်းမှာတွေ့လို့အစာကြီးကြီးနေရတော့ကြာပြီ။ဒါဆိုသူ့ဘာနဲ့ကိုသူ့သိခင်လို့တတ်မှတ်လိုက်တာနေမှာ။ဟမ်ဘာဖြစ်လို့။ဟုတ်တယ်လေ။နေကသူ့ဘိုက်စာနေတဲ့အချိန်မှာအစာကြီးထားတော့ ။သူအနေကိုသူ့တခင်ချိန်ပြီးတော့ဘဲသောသားလိုက်နေတာ။အော်အဲ့လိုလား။နင်းသူ့ကိုမွေးမလား။မွေးလို့မဖြစ်ပါဘူးဟာ။အိမ်မှာနတ်ကြားလဲရှိတော့ခွေးနဲ့ကြောင်အတူတူထားလို့မဖြစ်ဘူးရဲ့။အေးအဲ့ဟာလေဟုတ်တယ်ဟာ။အဲ့ဒီအချိန်တုပ်ပေါင်းကလမ်းဟော်တယ်။ဟေးဟိုနဲ့ကောင်။ဘာလုပ်နေရလဲ။ကြောင်နဲ့တော့မေဟာလာခဲ့တော့။ဖိုးတူတို့လေစာသင်ခန်းထဲကိုဝင်လာတယ်။ကြောင်လေးကလေဖိုးတူနဲ့အတူစာသင်ခန်းထဲကိုဝင်မယ်လို့ မင်းဝင်လို့မရဘူးမင်းဟိုနာအပင်မှာသွားနေဒါနေ့ကြောင်လေးကဖိုးသူစကားအတိုင်းအပင်ရောက်မှာသွားရင်နေတမင်းစားကြောင်စင်တော့ဖိုးသူကိုလည်းတမင်းစားဖို့အတွက်အပင်ရောက်ကိုထွက်လာခဲ့ကြတယ်ဖိုးသူကိုမြင်တော့ကြောင်လေးကဖိုးသူနာကိုလာခဲ့တိုးဘောကကြောင်ကိုတွေ့တော့ဟာချစ်စရာလေးပဲအေးဟုတ်တယ်ဟာဘယ်ကကြောင်လေးလဲမသိဘူးအဲ့ဒါဖိုးသူကြောင်လေးလीအ ဟာငါကြောင့်မဟုတ်ပါဘူး။ထပါဘသူကြောင့်နေနေထမင်းရင်စားကြတာပေါ့။ထမင်းစားတော့ကြောင်လေးကလာအိတ်နေတာ။ပိုတူကပါလာတဲ့ကြောင်စားကိုသူ့ကိုခြာကျွေးနေနေတယ်။ဟမ်။မင်းကမင်းကြောင့်မဟုတ်ဘူးတာပြောတာကြောင်စားပါလေ။ငါကြောင့်တော့မဟုတ်ဘူး။ဒါပေမဲ့ငါစာကျွေးနေကြဆိုတော့အဲ့ဒါမှတော့မင်းကြောင့်ပဲပေါ့ကွာမင်းရလေ ာဆိုင်လို့လေကွာဆိုင်တာပေါ့မိခဏခဏအစာကျွေးနေမှာတော့သူ့ဝမင်းကိုသူ့သခင်လိုတတ်မှတ်လိုက်ပြီလေလာပြန်ပြီမင်းကလေမိဝိုင်းပြောတဲ့အတိုင်းပြောနေရမှာ ਉ မိဝိုင်းကဘာပြောလို့လဲကွာငါတို့ကမန်နာပြောတာလေညီဒီကြောင်လေးကိုမွေးလိုက်တော့မဟုတ်လေသူကနင်းနောက်ကိုလိုက်နေတော့မှာကြောင်နမေကဘာတဲ့လေဟာဘဲသေးပါမလဲမရှိရင်ပေးလိုက်လို့ရတာပဲဖိုးထုတ်ရဲ့ကြောင်ဆိုတော့ထုထုဆိုရင်အေးကောင်းတာပဲဟာ ထူ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 ရေဟာငါကြောင့်မဟုတ်ပါဘူးဆိုကွာကြောင်လေးကလည်းမော့ကြည့်တယ်ဟာဒီကောင်တင်းနေမဲကိုချိုက်ပွင့်ရတယ်လှဲ့ကြည့်တယ်ဆိုတော့ထူထူရေထူထူဒလုံးနဲ့ကြောင်တက်ကောင်းလုံးထိုးသွားတယ်ကြောင်စင်ကောင်းလုံးထိုးတော့ကြောင်လေးကဘိုးထူးနဲ့အတူအိမ်ကိုလိုက်လာတယ်ဟဲ့မလိုက်ခင်နေခဲ့ကွာငါအိမ်မှာခွေးရှိရင်တော့မင်းမကြောက်ဘူးလားမင်းကိုကြိုက်လိမ့်မယ် ဖို့တူလေပြောပြီးတော့အိမ်ထဲကိုဝင်သွားတယ်။ကြောင်လေးကတော့အိမ်မြင်ဘက်မှာပဲနေခဲ့တာပါ။နောက်နေ့မနက်ဖို့တူကြောင်ကတော့အိမ်ရှိမှာကြောင်လေးကဆင်းနေဆောင်နေအောင်တွေ့လိုက်ရတယ်။နမေတာကြောင်သွားပြီ။ဖို့တူလည်းနှုတ်ဆက်ပြီးထွက်လာခဲ့တယ်။ကြောင်လေးကလည်းသူ့နောက်ကနေလိုက်လာတယ်။တနည်းအားကြောင့် ပိုတူလေသွားနေရကနေရက်လိုက်တယ်။မင်းဘာလို့ငါးနောက်ကိုလိုက်နေရလဲကွာ။မင်းကငါ့ကိုမင်းသိခင်လို့မှတ်လိုက်တာလား။အဲ့ဒါကြောင့်ငါးနောက်ကိုတကောက်ကောက်လိုက်နေရလား။ကြောင်လေးကမော့ကြည့်တယ်။မင်းတလို့လိုက်နေရင်မင်းတို့အန်နီရများတယ်။လမ်းမှာခွေးတွေအများကြီးပဲကွာ။မင်းကိုလိုက်ဆွဲကြလိမ့်မလား။ကြောင်လေးကပိုတူကိုကြည့်ပဲကြည့်နေရ။ငါပြောတာကိုနားလည်ရင်ငါးနောက်ကိုမလိုက်ခင်နဲ့တော့။မိမိသားစုရောမင်းမှာမိသားစုမရှိဘူးလား။ လမ်းမှာဖြတ်သွားတဲ့ဘိုးကြီးကဟဲ့အောင်ဖို့တို့မိမသူနဲ့စကားပြောနေရလေကွာကိုကြီးဖို့တို့ကကြောင်းနဲ့စကားပြောနေရဗျဟာအဖိုးတို့လည်းဖို့တို့နားကိုရောက်လာကြတယ်ဟာကြောင်းလေးကချစ်စရာလေးပဲကိုကြီးဖို့တို့ကြောင်းမဟုတ်ပါဘူးကွာဟိုတနေ့ကတော့ဘိုးကပြောတယ်ကြောင်းလေးတကောင်မင်းနောက်ကလိုက်နေတယ်တဲ့အဲ့ဒါဒီကြောင်းလေးလားဟုတ်တယ်ဘယ်လိုလုပ်ရမလဲမသိဘူးဒီတိုင်းဆက်လိုက်နေသူ့အတွက်အန္တရာယ်များတယ် ဘာအနေများလာလေးပြကိုကြီးဖို့သူကဟမ်ကိုကြီးနွားတွေအနေပေါ့ကွာအဲ့ဒါဆိုမင်းသူ့ကိုသူ့မိသားစုစီပြန်မှုလိုက်လေကွာသူ့မိသားစုဟာဗမာမဲမှာငါမသိပဲဟာရှာပေးလိုက်ပေါ့အဲ့ဒါမှသူကမင်းနောက်လိုက်နေရရတ်သွားမှာဘယ်လိုပြောပြီးတော့ဘိုးကြီးတို့ကလည်းထွက်သွားတယ်မိမိသားစုဟာဗမာလေးငါကောင်ရဟာငါမရီမင်းနေပါလေသူကမှစကားမပြောနိုင်တာဖိုတူလည်းเจ้าကိုထွက်လာလိုက်တယ် ကြောင်လေးရလေးဖိုတူနောက်ကနေလိုက်လာတယ်။တကယ်ကြတော့ကြောင်စင်းကနေစာသင်ခန်းရှိမှာကွေးတွေကြိုက်နေကြတာ။ဖိုတူလည်းရင်နေသွားပြီးကြောင်လေးရှိတဲ့သစ်ပင်စီကိုပြေးသွားလိုက်တာ။ဟဲ့အောင်ဖိုတူဘာဖြစ်လာလဲကွာ။ကြောင်လေးကအပြင်မောင်းမစင်းနိုင်ပြီးကြောက်နေရောတာ။ဖိုတူလည်းကွေးတွေကိုမောင်းထုတ်လိုက်တယ်။ကြောင်လေးကိုခေါ်လို့အဲ့ဒါကြောင့်မင်းကိုမလိုက်ခဲ့ပါနဲ့လို့ပြောတာငါစကားနားမထောင်တော့ဖြစ်ပြီမဟုတ်လား ဖိုတူလည်းကြောင်လင်းကိုကြည့်ပြီးစိတ်ပူတဲ့ပုံနဲ့စကားတွေပြောနေတယ်။ငါဒီကောင်ကိုသူ့မိသားစုစီပြန်ဖို့ပြီမ။ဟမ်ဘလို့ပြန်ဖို့မှလဲဖိုတူကသူကကြောင်နေကွာ။နိုင်ရှာရင်တော့တွေ့မှာပေါ့ကွာ။မလွယ်ဘူးနော်။နောက်ပြီး तू ကလေဘရနဲ့လာလို့လာမယ်လည်းမသိဘူး။တွေ့အောင်ရှာပေးမယ်ကွာ။ तू ဒီတိုင်းငါနောက်ကဆက်လိုက်နေခွေးကက်ခံရပြီသေလိမ့်မယ်။ဒါဆိုမင်းကသူ့ကိုမွေးမလို့လား။အေးခဏပေါ့။သူ့မိသားစုကိုရှာမတွေ့ခင်တည်း ဒါနဲ့ဘိုးတူလည်းကြောင်လေးကိုသူကိုယ်တိုင်ပွေ့ကြည့်ပြီးတော့အိမ်ကိုပြန်သွားတော့တယ်။တညမှာမိုးရီတက်တဲမြဲမဲရွာနေတော့ဘိုးတူလည်းသူ့ကြောင်သတိရသွားတာ။ဟာဒီကမိုးရီကြီးတဲမှာဘိုးတူလည်းအိမ်နေရာကချက်ချင်းပဲထသွားလိုက်တယ်။ ိမ်ပြင်မှာကြောင်လေးကိုတွေ့တော့မှတော်သေးရောပေါ့ကွာဘူတူလည်းကြောင်လေးကိုတဲခေါ်မယ်လို့ကြောင်လေးဟာရှေ့ကိုပြေးထွက်သွားတာဟဲ့ဘယ်သွားမလို့လဲပြန်လာခဲ့ဘူတူလည်းမိုးရီထဲမှာကြောင်လေးနောက်ကနေလိုက်သွားတယ်ဟဲ့ပြန်လာခဲ့လို့ဘယ်သွားရလဲတဏှာရောက်တော့ကြောင်လေးဟာရက်သွားတယ်အဲ့တော့မှဘူတူလည်းသူရောက်နေတဲ့နေရာကအိမ်ပြန်ကြီးဖြစ်နေတာကိုသတိထားမိရတယ်ဟဲ့ဘယ်ဝင်လာလဲလို့ မဝင်နဲ့ပြန်လာခဲ့။အာဒီကောင်ကတော့ကွာမင်းကောင်ဘယ်ကောနေရလဲကွာ။ចောင်းလီကအဲ့ဒီအင်ကြီးတွေကိုဝင်သွားတော့ဖိုတူလည်းနောက်ကနေလိုက်လာတယ်။ဖိုတူလည်းနောက်ဝေးဘက်ကိုလိုက်သွားတော့အော်မင်းကလက်စသက်တော့မိမိသားစုစီကိုခေါ်လာတာပဲ။မင်းကမိမိသားစုကိုတွေ့ပြီဆိုတော့ငါလေးစိတ်ရပြီပေါ့။မင်းကနောက်ကလိုက်မလာနေတော့နော်။ငါပြန်တော့မှာ။ ចောင်းလေးကသူ့နောက်ကနေပြန်လိုက်မယ်လို့ဟဲ့အောင်ပြန်မလိုက်နဲ့လို့မိမိသားစုနဲ့မင်းနေခဲ့ပြောနေတော့အိမ်ပြက်ကြီးတွေကို လူတွေဝင်သွားတာကိုဖိုးထုမြင်လိုက်ရတယ်ဒီချိန်ဘာပါလဲဖိုးထုလည်းသိကျင်တာနဲ့အဲ့အောင်တက်တက်လေးသွားလိုက်တာဖိုးထုလည်းအိမ်ကြီးထဲမှာလူနှစ်ယောက်စကားတွေပြောနေကြတာတွေ့လိုက်ရတယ်ဒီနေ့ညနိုင်ပြန်ကြရင်ရွာရှိဘက်ကဖိုးသိန်းတို့အိမ်ကိုဓမြဝင်တိုက်မယ်အားလုံးစင်သိမယ်မလား အစင်းသိမ်းပါမေးဆရာ အေးစင်းသိမ်းပြင်သွားမေးမိုးရွာနေတော့ပိုကောင်းနေတော်ရုံတယုံအော်တန်ဆိုလဲလူတွေမကြားရတော့ပို့ဖိုတူလဲတော်လဲကိုထိတ်လန့်သွားတာဓမြတွေထွက်သွားပြီးချက်ချင်းမေးဖိုတူလဲရွာတကြီးကိုပြီးတော့တာကြောင်လေးရလဲနောက်ကနေလိုက်လာတယ်ရွာလူကြီးရင်ကိုရောက်တော့အသေးအတန်ကူညီတောင်းတော့တာတကြီးတကြီးတောင်းကူညီပါဦးဗျာဘယ်သူလဲဟိတကြီးတကြီး ဘာလို့လဲလို့ဒီချင်းတကြည်လဲအဲ့နေရာကမန်းကနန်ထွက်လာခဲ့ဟာဘိုးရွာကြီးရဲ့ဘာလို့နေရလဲဘိုးသူကကုညီမောင်တကြည်ရဲ့ဟိုကျွန်တော်ဖေးနေမီဘာဖြစ်လို့လဲစိတ်အေးထားပြီးပြောဘိုးသူလည်းဖေးချောင်းကိုစီပြောပြလိုက်တာတကြည်လည်းတက်ဆိုင်ရာကိုဖုံးဆက်ပြီးရွာလူတွေနေတူဘိုးသူတို့အိမ်ကိုထွက်လာခဲ့လိုက်တယ်ဘိုးသူတို့အိမ်နဲ့ရောင်းနေနေတဲ့ညီမတွေကဘိုးသူမိမတွေကိုချိန်ချောင်းနေတာပါရှိတာကုံထုတ် ဘာမှမရှိပါဘူးကွယ်။ဦးကြီးတို့မှလည်းမကြမ်းတော့ပါဘူး။တနေ့လုံးမှတနေ့စားရတဲ့ဘဝပါကွယ်။ဟာ။ဒါဆိုလည်းလောက်ထားတဲ့ရွှေကြီးပြေးပြ။ဘာရွှေမှမရှိပါဘူးကွယ်။ဒါဒီဘိုးကြီးလာလိမ့်နေတယ်။ရှာကြစမ်း။ဖိုးတူမီကဓမြတွေပစ္စည်းရှာရင်ကဖိုးတူကိုတရီရလိုက်ပြီးရံပြူမှာစိုးရင်နာနေ။ပြေးပါမင်းပြေးပါမင်း။ဒီလိုမှဘို့ပြေးမြန်မြန်အချိန်မရှိဘူး။ဖိုးတူမီလည်းဖိုးတူကန်နဲ့ပစ္စည်းရှာတယ်လို့လည်းဝင်လာလို့ ုထုကိုထွက်ပြေးခံလို့လုပ်တာကိုထုမရှိရသေးလိုက်တော့ပိုပြီးစိတ်ပူသွားတယ်ရှင်တို့တွေကျမသားကိုဘာလုပ်လိုက်တာလဲဟာဒီဘွားတော့ဘာလာပြောနေရလဲဘေးကခပြသားလေနင်တို့တွေနော်ငါသားကိုလက်နဲ့ပဲထိရဲထိကြည့်ကြောက်ကြောင်သိစီရမှာဘာလဲဖိုးထုမရှိဘူးလားဟုတ်တယ်ကျမသားမရှိတော့ဘူးကိုသိန်းရဲ့မင်းတို့တွေငါသားကိုဘယ်ခေါ်သွားတာလဲဟာဘာယူစကားလဲလာပြောနေကြတာလဲအဲ့ဒီအချိန် တက်ဆိုင်ရာလူကြီးတွေရောက်လာလို့အိန္ဒိယဓမြတွေကိုဖမ်းဆီးလိုက်ကြတာလူကြီးတွေနဲ့အတူဖိုထုကိုမြင်တော့မှဒေါ်ပြုံးကနေဖိုထုတာဘာမှမဖြစ်ဘူးနော်မဖြစ်ပါဘူးမီတော်သေးတာပေါ့ဟိုသူတို့တွေတော့ဘာမှမလုပ်ဘူးမလားဘာမှမလုပ်ပါဘူးသူတို့မလာခင်နေရတာအိန္ဒိယမှာမရှိဘူးတာဘယ်ကပြန်လာတာလဲမိုးရေလည်းစိုးနေရနော်ဒီကြောင်လေးကအမေနဲ့သားတို့ကတင်လိုက်တာမင်းဖိုတူလည်းအကြောင်းဆုံးကိုမိဘတွေကိုပြောပြလိုက်တယ် ဆောင်လေးကိုသူတို့မိသားစုရဲ့အသက်ကိုကယ်တင်ခြင်းလို့အသက်တည်ရင်ကျေးဇူးရှင်ဖြစ်သတ်မှတ်လိုက်တာပါ။ဒါမင်းကြောင်လေးရမွေးရည်ထဲမှာနိုင်ပေါင်းများစွာနေခဲ့ရတာဆိုတော့နေမကောင်းဖြစ်သွားတော့တယ်။ဖို့တူလေးကြောင်လေးကိုကျင်လာပြီးတိရစ္ဆာန်ဆရာဝန်စီမှာပြကြည့်မကြတော့ပါဘူးအဆုတ်တွေကိုရင်ဝင်သွားတာပါ ရှားတဲ့နေနဲ့ကူပေးပါစရာရေ။ဟိုဒီဆောင်ကကျွန်တော်အတွက်အရန်ရေးကြည့်လို့ပါ။ဒါဆိုရင်တော့စီးထိုးပေးလိုက်မယ်။ပြီးတော့ဒီဈေးကိုသူစားစားတဲ့အခါအစာရေးမှထည့်ပြီးကြွေးပါ။အာမတော့မခံဘူးဗျာ။ဟုတ်ကဲ့ပါဆရာ။ကြောင်လေးကိုယူဆိုင်ပေးပေမဲ့မြင်မကောင်းတာပဲနောက်3ရက်လောက်ကြာမှကြောင်လေးတည်သွားတော့ကြောင်လေးမိသားစုရှိတဲ့စီကိုသွားပြီးတော့မြင်းမြုပ်ပေးလိုက်တော့လားထူးထူး ငါမင်းနဲ့မေကိုမှဲ့ထားပြီးပြီတခါမှမခေါ်ခဲ့ရအောင်ထူး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 မင်းကွာအခုတော့မင်းကတော့ကမလိုက်တော့ဘူးပေါ့ငါမင်းမိသားစုကိုရှောက်ရှောက်ပါမယ်ကွာ